င်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇူလိုင်လ၁ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။အေယော်ဒီတိုင်းမြန်အောင်ခရိုင်အင်ကပူမြို့နယ်ကစစ်ကောင်စီတပ်ဆွဲထားတဲ့ကျေးရွာတချို့ကိုအရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နှာမြို့နယ်နဲ့ဆက်ဆက်နေတဲ့ရွာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို အခုလအစပိုင်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဇွန်လ29ရက်ညနေပိုင်းမှာ စခန်း3ခုထပ်မံနေတင်းယူနိုင်ခဲ့တယ်လို့သိရပါဗျ။စခန်းတိုင်းတိုက်ပွဲတွေနဲ့ပတ်သက်လို့အရခတက်တော် AA ဘက်ကတော့တရားဝင်သတင်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။ တရချောင်းမြို့နယ်ရန်တောင်ကျေးရွာမှာစစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေမနေ့ကမွန်းလွယ်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ရန်တောင်ရွာလေဖုန်ကြီးချောင်းတဝိုက်မှာနေ့လယ်ပိုင်းကစားလို့မွန်းလွယ်ပိုင်းအထိနှစ်ဖက်ပစ်ခတ်မှုအတန်းတွေထွက်ပေါ်နေတာဖြစ်ပြီးရွာခံတွေလည်းနီးစပ်ရွာကိုထွက်ပြေးတိမ်ရှောင်နေရတယ်လို့ဆိုပါဗျ။ စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးအဲ့ဒီလက်နက်ကြီးကြီးတွေလူနေအိမ်တွေ အနီးကိုကျရောက်ပောက်ကွဲတာကြောင့်ဒေသခံတွေထိခိုက်မှုရှိနေတယ်လို့လည်းကနဦးသိရပါဗျ။ပဲခူးတိုင်းဖြူးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူ9ဦးသေဆုံးပြီး80ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဖြူးမြို့နယ်ထဲကဝဲတောင်းနဲ့ဝဲကြီးရွာကစစ်ကောင်စီကင်းစခန်းတွေကို တော်လိုင်းရေးတပ်ဖွဲ့တွေကဝင်းရောက်စီနေတိုက်ခိုက်ခြင်းအခုလ29ရက်မနက်အစောပိုင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာပါဘုံကျဲတိုက်ခိုက်မှုအတွင်းဝဲတောင်းနဲ့ဝဲကြီးရွာတွေကအရသာ5ဦးသေဆုံးပြီး80နီးပါးဒဏ်ရာရခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကလေကြောင်းပစ်ကူပေးခဲ့တဲ့ဖြူးမြူနယ်ကင်းစခန်းတိုက်ပွဲဟာ9နာရီခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား10ဦးထပ်မံနေသေဆုံးခဲ့တယ်လို့သိရပါတယ် မြစ်ခရိုင်တရင်တုံနဲ့စစ်ကောင်စီတပ်တို့ဇွန်လအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တယ်လို့တရင်ကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇွန်လပထမပတ်နဲ့လလယ်ပိုင်းတွေမှာ6နှစ်ပေါက်ရွာနဲ့ညောင်မင်ကွင်းရွာတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။အဲဒီတိုက်ပွဲတွေအတွင်းပြည်သူ့ကော်မတီတပ်တွေဘက်ကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့ထုတ်ပြန်ချက်အရသိရပါတယ်။ထိုင်းနိုင်ငံရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးထိမ့်သိမ်းရေးစခန်းမှာ ထိမ့်သိမ်းထားတဲ့ ထိုင်းနိုင်ငံမှာပြည်တံကြခံခဲ့ပြီးတဲ့မြန်မာနိုင်ငံသား68ဦးကိုမနေ့ကထိုင်းကနေမြန်မာဘက်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။မနေ့ကဇွန်လ30ရက်နေ့မှာရနောင်းခိုင်လဝကယုံကရနောင်းလိစိတ်ကနေတဆင့်ကော့တောင်းမြို့ကိုပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။စစ်ကောင်စီကအခုလိုမျိုးရနောင်ကနေကော့တောင်းကိုပြန်ပို့တဲ့နေရက်ပြန်မြန်မာလူငယ်တွေကိုအရမတက်သားစုဆောင်လေးရှိတာကြောင့်ပြောင်းရွှေ့ခံရသူတွေရဲ့မိသားစုတွေလည်းစိုးရိမ်နေကြတယ်လို့သိရပါဗျ။ ဇွန်လ30ရက်နေ့ကနေလမဲ့9ရက်အတွင်းတနင်္သာရီတိုင်းအပါဝင် တိုင်းနယ်ပြည်နယ်တွေမှာဒေသအလိုက်မိုးကြီးနေတာကြောင့်သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့စစ်ကောင်စီရဲ့မိုးစလာကအထူးသတိပေးချက်ထုတ်လိုက်ပါတယ်။မိုးသည်ထံပြီးလေပြင်းတိုက်တာ၊မိုးထစ်ခြုံတာ၊မိုးကြိုပစ်တာ၊လျှက်စီးလက်တာ၊မိုးတီကျွေတာ၊လျှက်ရပြက်ရည်ကြီးတာနဲ့မြေပြိုတာတွေဖြစ်နိုင်တယ်လို့မိုးစလာဌာနကခန့်မှန်းထားပါတယ်။ဒါကြောင့်ကုန်းမြင့်ဒေသမှာနေထိုင်သူတွေမြေပြိုတဲ့အန္တရာယ်သတိထားဖို့နဲ့ မြစ်ဘေးချောင်းဘေးမှာနေထိုင်သူတွေကတော့ရေဘေးသတိရှိကြဖို့ကြိုတင်ရှောင်ရှားကြဖို့တတိပေးထားပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။